မင်္ဂလာပါရှင်။တလင်တိုင်းမြေတနေ့တာနောက်ဆုံးရသတင်းများစူးစိမှုအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ကျမချီလီပါ။ဒီကနေ့2025ခုနှစ်မေလ3ရက်နေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့မိုးကုတ်မြို့မှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူတအူးသေဆုံးတဲ့သတင်း၊ပဲခူးတိုင်းမှာစစ်ကောင်စီတပ်ကြောင့်လေးလအတွင်းရက်သား32ဦးသေဆုံးတဲ့သတင်း၊အပြစ်ရဲ့ကာလအတွင်းရက်သားတွေတည်စင်းတိုင်းနဲ့တိုက်ခိုက်မှုတွေကိုစစ်ကောင်စီဆက်လက်ပြုလုပ်နေတဲ့သတင်းတို့ကိုတင်ဆက်ပေးပါမယ်ရှင်။ တောင်မြို့သားလွမြောက်ရေးတပ်မတော်ထိန်းချုပ်ထားတဲ့မိုးကုံမြို့အနောက်ပိုင်းကသေးရောက်ကမှရှိတဲ့အနောက်ကျောင်းကိုစစ်ကောင်စီကလေးကျောင်းနဲ့ထပ်မံတိုက်ခိုက်မှုကြောင့်ဒေသခံပြည်သူတအူးသေဆုံးခဲ့ပြီးတအူးထံရရရှိခဲ့တယ်လို့ TNL ကမေ3ရက်မှာသတင်းထုတ်ပြန်ပါတယ်။ဒီကနေ့မေလ3ရက်နေ့မနက်9:00နာရီဝန်းကျင်ခန့်မှာစစ်ကောင်စီက Jet Fighter နဲ့ဘုံတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဘုံကျရောက်ပောက်ကွဲမှုကြောင့်ပြည်သူတအူးသေဆုံးခဲ့တဲ့အပြင်နေအိမ်လည်းထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ မေလ2ရက်ည7:45မိနစ်အချိန်ခန့်မှာလဲစစ်ကောင်စီတပ်ကလေကြောင်းနဲ့ပေါင်250ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ပြီးအုတ်ပြင်ရက်ကွက်မှာရှိတဲ့ဓမာယုံနဲ့လူနေအိမ်6လုံးထိမှန်ပျက်စီးခဲ့တယ်လို့ DNL ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်ဒါဟာတရုတ်နိုင်ငံကုမင်းမြို့မှာဧပြီလ28ရက်နေ့29ရက်နေ့တို့ကကျင်းပတဲ့စစ်ကောင်စီနဲ့နှစ်ဖက်ဆွေးနွေးပွဲမှာသဘောတူညီမှုမရဖြစ်ခဲ့ပြီးတဲ့နောက် TNL ထိန်းချုပ်နယ်မြေတွေကိုဒေသကနေဇက်တိုက်တိုက်ခိုက်မှုဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ TNL ထိန်းချုပ်တဲ့မြို့နယ်တွေမှာစစ်အင်အားဖြည့်တင်းတာထိုးစစ်ဆင်တာနဲ့တိုက်ပွဲဖြစ်ပွားတာမရှိတဲ့နေရာတွေပြည်သူလူထုတွေရှိတဲ့နေရာတွေကိုလေကြောင်းနဲ့ရွေကျက်ရှိရှိဘုံကျဲချတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်လို့လည်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ 2025ခုနှစ်ပထမ၄လအတွင်းပဲခူးတိုင်းမှာစစ်ကောင်စီလက်ချက်ကြောင့်အပြစ်မဲ့ရပ်သားပြည်သူစုစုပေါင်း32ဦးသေဆုံးခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP ကမေလ၂ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒီသတင်းကိုတော့အမီကတင်ဆက်ပေးထားပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီ၁ရက်နေ့မှာ April 30ရက်နေ့ဒီ၄လအတွင်းပဲခူးတိုင်းမှာစစ်ကောင်စီလက်ချက်ကြောင့်အမျိုးသမီး14ဦးနဲ့မျိုးသား18ဦးသေဆုံးခဲ့တာကိုအတည်ပြုခံခဲ့တယ်လို့ဆိုပါတယ်။ ဲ့ဒီမှာအသက်18နှစ်ယောက်ကလေးငယ်နှစ်ဦးပါဝင်ပြီးတေဆုံးသူတွေထဲမှာ19ဦးဟာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အများဆုံးတေဆုံးခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ28ရက်နေ့နဲ့နဲ့ဆယ်နှစ်ခွဲအချိန်ကမှပဲခူးတိုင်းကြောက်ကြီးမြို့နယ်မုံကြီးရွာအုပ်စုကိုအကျန်းဖက်စစ်အုပ်စုက လေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကញင်တိုင်းကြီးရွာအတွင်းကြားရောက်ပောက်ခွဲခဲ့ပြီးဒေါ်ခိုင်ဝင်းကိုစင်ရန်နဲ့မအိရွှေဝင်းတို့သုံးဘုံစာတိမှန်တည်ဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။ နိုင်ငံရေးကျင်းသားများအကူအညီဆောက်ရှောက်ရေးတင် ABB ရဲ့ချက်လက်တွေအရမြန်မာနိုင်ငံမှာအာဏာသိမ်းကာလ၄နှစ်တွင်စစ်ကောင်စီနဲ့လက်ပါစီဖွဲ့တွေရဲ့ဖမ်းဆီးသဖြင့်မှုကြောင့်အပြစ်မဲ့အရသာပြည်သူ6600ဦးသေဆုံးခဲ့တယ်လို့သိရပါဗျာ။ စ်ကောင်စီဟာဧပြီလ2ရက်နေ့ကနေဧပြီလ30ရက်နေ့အထိကြီးညာခဲ့တဲ့ယာယီအပြည့်ခက်ရက်စဲရေးကာလအတွင်းမှာငလင်းကြောင့်ဥဝင်စွန်ခွာနေရထွက်ပြေးသူတွေခိုလုံနေတဲ့အရက်သားအဆောက်အုံအပေါ်အသက်ဆုံးရှုံးစေနိုင်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုဆက်လက်လှုံ့ဆော်နေတယ်လို့45 Rise ကမေလ2ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒီသတင်းကိုတော့ယွန်းကြည်ပြားကပြောပြပေးမှာဖြစ်ပါတယ်။မြန်မာစစ်ကောင်စီရဲ့ဖျားဆူးအပြစ်ခတ်ရန်စဲရေးဟာအထူးရောက်ပါပဲလို့ 45 right ရဲ့လူခွင့်ရေးစုံစမ်းစစ်ဆေးရေးတာဝန်ခံကိုဆိုင်အာကာကဆိုပါတယ်။ဧပြီလ2ရက်နေ့ကလေးကစစ်ကောင်စီဟာငလင်တန်တဲ့ဒေသတွေမှာပါပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်ကလေးငယ်တွေအပါအဝင် အရသာပြည်သူတွေတေဆုံးခဲ့ရပြီးဒီတိုက်ခိုက်မှုဟာလူအသက်နဲ့နိုင်ငံတကာဥပဒေပေါ်ဂရုစိုက်တာကို ပြောင်ပြောင်တင်းတင်းပြသနေရလို့ဆိုပါတယ်။တနိုင်းငံလုံးအတိုင်းအတာနဲ့လင်းနေကြကြာမြင့်ခဲ့တဲ့နနက်ကိုင်းပြိပခါတွေကြောင့် မြန်မာနိုင်ငံရှိလူဦးရေ3.5တန်းဟာနေရွှန့်ခွာခဲ့ရပြီးတန်းပေါင်းများစွာဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေလိုအပ်နေတယ်လို့ဖော်ပြထားပါတယ်။တစ်ဖက်မှာလည်းအပြစ်ခတ်ရက်စဲထားတဲ့အေဘလာ2ရက်နေကစပြီးတိုက်ခိုက်မှုပေါင်း120ကျော်ပြုလုပ်ခဲ့တယ်လို့ကုလသမဂ္ဂလူခွင့်ရေးရုံးကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့မန်စတာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ပြင်းအား9.8အဆင့်ရှိတဲ့ငလင်တန်းကြောင့်လူပေါင်း3900ကျော်တေဆုံးခဲ့ရတယ်လို့ 45 right ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ် ောင်းလင်းထားမြင့်နောက်ဆုံးရသတင်းစူးစီးမှုပေါ့ကတ်အစီအစဉ်ကိုတော့အပတ်စဉ်အင်ကာသာသာပြည်စနေနေ့ညနေ6:00နာရီအချိန်တိုင်းမှာနားတော်တာဆင်နိုင်ပါတယ်။တောင်းလင်းထားမြင့်သတင်းထုတ်လင်းမှုတွေကိုတော့ Facebook, Telegram, Instagram, X တောင်းလင်းထားမြင့် website စာမျက်နှာနဲ့တောင်းလင်းထိုင်း application တို့မှာလည်းဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။တောင်းလင်းထားမြင့်နောက်ဆုံးရသတင်းထုတ်လင်းမှုကိုနားတော်တာဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။